စစ်ကောင်စီကနိုဝင်ဘာလ26ရက်နေ့မှာရာဇဝတ်ကြီးပုံမှ905 dash ကကြီးအရာပြစ်ဒဏ်ကျခံရတဲ့နိုင်ငံရေးစင်နာ924ရက်ကိုလူငင်းချမ်းသာခွင့်ပေးခဲ့တယ်လို့ဆက်ဆက်မှုတွေနဲ့တရားစွဲခံထားရသူတွေကိုလည်း905 dash ကကြီးပုံမှကိုရှုပ်သိမ်းပေးခဲ့ပါတယ်။အဲ့ဒီ905 dash ကကြီးပုံမှဆိုတာဘယ်လိုပုံမှမျိုးပါလဲ။အရင်ကရာဇဝတ်ကြီးပုံမှ905မှာဂွင်းစာဂွင်းမိန်နဲ့ကခခကားဆိုတဲ့ပုံမှအင်္ဂါရက်3ရက်ရှိပြီးနောက် စစ်ကောင်စီက2021ခုနှစ်မတ်လမှာပြင်ဆင်ခဲ့တဲ့ဥပဒေထွက်လာပြီး905 dash ကကြီးဆိုပြီးအောက်မှာမှာပုံမှကွဲကခကဆိုပြီးထပ်တိုးလိုက်ပါတယ်ရခိုင်ရန်စက်ကြီးပုံမှ905ကနဲ့တရားစွဲခံရရင်ထောင်တန်းနှစ်လောက်ပဲခြောက်ခွင့်ရှိတယ်လို့အမကန်ပေးလို့ကြေးပေးလို့ရပါတယ်ဒါပေမဲ့အစ်စ်ပြင်ဆင်တဲ့ပုံမှ905 dash ကကတော့ထောင်တန်း3နှစ်အထိငွေတန်းမှခြောက်ခွင့်ရတယ်လို့အမကန်ပေးခွင့်မရှိ TA ပေးခွင့်မရှိပါဘူး ဘလို့ပြစ်မှုကျူးလွန်သူတွေကို905 dash ကနဲ့တရားစွဲလို့ရတယ်လဲဆိုရင်ဆန္ဒပြတာမဟုတ်မမှန်သတင်းလွှင့်တာ social media မှာ နိုင်ငံရေးနဲ့ဆက်ဆက်တဲ့ page တွေကို react comment ပေးတာအစိုးရဝန်ထမ်းတယောက်ယောက်ကို ပြစ်မှုကျူးလွန်မှုလှုံ့ဆော်တာအကြံပေးတာတနည်းနည်းနဲ့သွေးဝိုက်ပတ်သက်နေရင်စတဲ့သူတွေကို905 dash ကနဲ့တရားစွဲလို့ရပါတယ်ပြပရောက်နေတဲ့905နဲ့အမှုဖွင့်ခံထားရသူတွေအနေနဲ့ကတော့ ပြင်ဆင်ပြီးသား905 dash ကနဲ့တရားစွဲခံရရင်တော့ပြန်လာလို့ရနိုင်တယ်လို့ရခိုင်905ကခကနဲ့ဆက်ဆက်ပြီးအမှုဖွင့်ခံရသူတွေဆိုရင်တော့ပြန်လာရတဲ့အဖမ်းခံရနိုင်ခြင်းရှိပါတယ်။